ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါ Chelsea အသင်းကအခုဒီနွေရာသီမှာဒါတေချာပေါက်ခံစစ်အပြောင်းလဲဒါပြုလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်ဒါသူတို့အသင်းရဲ့ခံစစ်ပိုင်းအတွက် စပြီးတော့ပြင်ဆင်ပြီးဒီဟာဒီတို့ရဲ့အဓိကအတက်ကက်ကနံပါတ်၁ကတိုက်စစ်နဲ့ခံစစ်ဆိုတော့ Chelsea တဲ့ကဒီအပိုင်းမှာပဲဒါကူလောဆယ်မှာ Christopher Ankoku ထွက်သွားဖို့ဦးတည်ရရှိတယ် Liverpool တို့ Aston Villa တို့ Bayern Munich တို့ Arsenal တို့အသင်းတော်တော်များများက Christopher Ankoku ကိုလိုချင်တယ်ဒါတစ်ဖက်မှာလည်း Chelsea ကသူတို့ရဲ့ကစားသမားတော်တော်များများထုတ်ပြီးတော့ခံစစ်ကိုလည်းအားပြေဖို့လုပ်နေတယ်ဆိုတော့ နီကလက်ဂျက်ဆင်ရှိတာမှန်တယ်ဒါပေမဲ့သူတို့အနေနဲ့နောက်ထပ်တိုက်စစ်မှုဂျက်ဆင်နောက်မှချက်စီအသင်းကထိုက်တဲ့နဲ့ပြောင်းရွှေ့ကြရရင်ရောက်ထုတ်သွားနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းတွေလည်းတက်နေတဲ့အချိန်မှာကလပ်ဘက်ကဒီယာဒီရဲ့နံပါတ်1ဦးစားပေးအနေနဲ့ခံစစ်ဒါဝက်စလီဖိုဖာနာမကြာခဏအင်ဂျူရီဖြစ်တဲ့ထရီဗယ်ချယ်လိုပါကအားကိုးရတဲ့လီဗင်ကိုဝဲပေါ့လေလီဗိုက်ကိုဝဲကအထူးက မိန်မဲချက်စီမှာဆိုတော့သူနဲ့တွဲကစားတဲ့ထိုးစင်အာဒိုဘာယိုပဲဖြစ်ဖြစ်ဒါဖိုဖာနာပဲဖြစ်ဖြစ်ချာလိုပါပဲဖြစ်ဖြစ်ချက်စီကမနောက်ထက်စန်တာဘက်မိန်စတရိုက်စန်တာဘက်တယောက်လိုးချင်းနေဆိုတော့အခုလောလောဆယ်သူတို့နှစ်ယောက်စကားပြောနေတယ်နှစ်ယောက်ဖလုံးလေးရနိုင်မဲ့အခွင့်အရေးရှိတယ်ဒါပေမဲ့ချက်စီပိုင်ရှင်တွေအဲ့လောက်သုံးမလားမာကေဟီကိုသူတို့လိုက်တယ်ခရစ်စတီဘယ်လစ်ရဲ့အသင်းကောင်းဆောင်ကတတ်တမ်းမတိုးဘူးလို့အတည်ပြုထားတယ်။ပြောင်းရွှေ့ခြေပန်း60 တောင်းဆိုထားတယ်စာချုပ်ကနောက်ဆုံးနှစ်ကိုရောက်ပြီးနောက်တစ်ယောက်ကတော့ Jared Bradway ဒီကစားမက Everton နောက်ခံစားမ Manchester United Real Madrid တို့နဲ့တင်းထွက်ခဲ့မှုသူဖြစ်ပြီးတော့ဒါလက်ရှိမှာ Chelsea အသင်းက Jared Bradway ကိုပါတော်တော်လေးသဘောကျတယ် Jared Bradway ရဲ့ပြောင်းရွှေ့ခြင်းကတော့တန်း90လောက်ရှိတယ်ဆိုတော့မနစ်က Newcastle United ခေါ်ဖို့လုပ်တယ်ဒါနောက်ဆုံးမှာပြောင်းရွှေ့ခြင်းဈေးကြီးလို့ပြတ်သွားတဲ့ချိန်မှာ Chelsea ကဒီနှစ်ယောက်ကိုလိုချင်တယ်ဆိုတော့သူတို့ကပြ Trevor Chalobah အလိုက်ပေးပြီးတော့ ဒါ market ကိုခေါ်တဲ့ option မျိုးတကယ်လို့ Everton ဟာ Manchester City ရဲ့နောက်ခံကစားမှာ John Stone ပေါ့လေတကယ်လို့ Everton ကသူတို့နောက်ခံလူဟောင်း John Stone ကို City ရှီကနေခေါ်လို့ရမယ်ဆိုရင် Jarrod Bradway ကိုထုတ်နိုင်တယ်။အဲ့အတွက်ကြောင့် Chelsea ကအားတာကိုလည်းရှောင်းရှောင်းကြည့်နေတယ်ဆိုတော့အသေးရဲ့ပိုင်ရှင်တွေဖြစ်တဲ့ဒါ Topoli နဲ့ Abbali ကအခုလက်ရှိမှာသူတို့ Sobine နဲ့က plan ချထားတဲ့ Quintessima game က2042လောက်မှာ ဒါစမယ်ဆိုပြီးတို့ပြောတဲ့အတွက်ကြောင့်တို့ကအဲ့ credit simon gain နဲ့ပတ်သက်လို့ပတ်စံသုံးစရာမရှိဘူးဆိုတော့ transfer ကိုပဲကောင်းကောင်းသုံးမယ်အခုကက anzo marska ရဲ့အသင်းကကျွန်တော်တို့ပြီးခဲ့တဲ့တောက်ချာနေမှာတို့ man united ကိုနိုင်လိုက်တယ်နိုင်လိုက်တဲ့အတွက်ကြောင့်တို့အခုလက်ရှိမှာအသင်းက champion league ဝင်ဖို့အတွက်တော်တော်လေးအခြေအနေကောင်းတယ်ချက်စီနေနဲ့နောက်ဆုံးပွဲမှာဒါတို့ northern forest ကိုဝေးခွင်းသွားကန်ရမယ်ဆိုတော့ forest ကိုတို့နိုင်ပြီဆိုရင် champion league ဝင်ဝင်ရပြီဆိုတော့တို့ conference final ကန်မယ်ဆိုတော့ drt ဟာ အောင်မြင်တဲ့ຢာတိတခုဒါကြောင့်လဲသူကနီးပြအန်ဆိုမာစကာကိုသူကအစိုးရတဲ့ယုံကြည်နေနေရပေးထားတာနေရပေးထားတာအန်ဆိုမာစကာကိုဆိုတော့သူ့ကို contract 2 year contract ပေးတဲ့အချိန်မှာ Chelsea ကအိုက်ခံစစ်ပဲဆိုတော့ကျွန်တော်ခုနားလေတာက Mikelo Motri ရဲ့အခြေအနေ Mikelo Motri ရဲ့အခြေအနေကိုသူတို့ဒါတိတဲ့အတွက်ကြောင့် Motri ကတေချာပေါက်ပွဲပဲစိတ်စိတ်ကြမယ်နောက်အဲတစ်ဖက်က Jadon Sancho ကိုပြန်လွှတ်ကောင်းလွှတ်နိုင်တဲ့အချိန်မှာ Chelsea ဟာ Arsenal တို့ Liverpool တို့ Man City တို့နဲ့အတူ ရိုဒရီဂိုရဲ့အေဂျင့်ကိုဆက်သွယ်ထားတယ်။ရယ်မက်ဒရစ်သင်းရဲ့တောင်ပံကစားမဒါပြင်းနောက်ဒီဘရစ်ရှာဒိုမန်ရဲ့တောင်ပံကစားမဂျီမီကင်တက်စ်ကိုလည်းဆက်သွယ်ထားတယ်။ဆိုတော့သူတို့ကတောင်ပံအတွက်ကိုဒီလိုကြည့်ထားတယ်။လီဝူဒီလက်ကချက်ဆီတော်တော်လေးသဘောကျတယ်။မန်ယူနိုက်တက်ကသူတို့အားပြိုင်နေတယ်။တစ်ဖက်မှာချက်ဆီကဂျိုနသန်ဒေးဗစ်ဆိုတဲ့ကစားမတယောက်ပေါ့လေကနေဒါတိုက်စစ်မှုလီယာကကစားမကိုလည်းတောင်းလျှောက်ကြည့်လို့ယော့ကရက်တိုဆက်စကိုတို့သူတို့ကတော့အော်စီမန်တို့ option တွေအားလုံးရှိတယ်။ဒါပေမဲ့ဒီအာဒီရဲ့အဓိကက ဒါဘယ်လိုပြောမလဲခံစစ်မှုတယောက်တိုက်စစ်မှုတယောက်တောင်ပံကတော့အခြေအနေပေါ်မူတည်တယ်တကယ်လို့ဆိုင်းချိုရောနောက်ဒီမွတ်တွေးရောတယောက်မှမရှိဘူးဆိုရင်တော့တယောက်တေချာပေါ့ခေါ်နိုင်မယ်ဆိုတော့တကယ်လို့ချက်စီပြည့်တက်တွေနဲ့ဒီမကယ်ဟီနဲ့ဂျာရိုဘလဝင်းနှစ်ယောက်တည်းကတယောက်ခေါ်လို့ရမယ်ခေါ်ခွင့်သာရမယ်ဆိုဘသူ့ကိုလိုချင်လဲမကယ်ဟီကစာချုပ်တစ်နှစ်ပဲချန်တယ်တန်း60နောက်ဂျာရိုဘလကစာချုပ်ချန်သေးတယ်တန်း80အနည်းဆုံးရှိမယ်ဒါ တောင်းပန်မှာဆိုရင်တော့ရိုဒရီโกရှိမယ်။နောက်သူတို့ရာဖေလရောလည်းသူတို့စကားပြောဆိုထားတဲ့ထင်မှာပါတယ်။ဆိုချက်စီအတင်ကျန်တာတော့ကိုင်းနေတယ်ပါလေဒါပေမဲ့တေချာတော့အယောင်းနေအများကြီးတွေ့ရပါမယ်ချက်စီတင်ဘသူ့ကိုခေါ်မယ်ထင်တယ်ဘသူကချက်စီပို့ပြီးတော့လိုအပ်တယ်ကိုမမောင်ရောမှတ်ချက်ပြကြပါအားလုံးကြီးတင်ပါတယ်